ဆိုပြေနေမှာအလျှော်ပေးလိုက်ရတယ်ဆိုရင်ဟင်းဝေရရဲ့ဖခင်ကဲပရိသတ်ကြီးတို့ရေဒီနေ့တွင်မှာမင်းသားမင်းသမီးတွေတော်တော်များစိုးရဖြစ်သွားကြသလိုပရိသတ်တွေအားလုံးကိုလုံးဝ surprise တိုက်ခဲ့တဲ့အတွေ့ကတော့ဟင်းဝေရတို့တွေပဲဖြစ်ပါတယ်ဟင်းဝေရတို့တွေကတော့နှစ်ယောက်လုံးတို့သိသိနဲ့နေချက်လုံးနဲ့ပြင်နှစ်ယောက်လုံးကယူမေဆိုတဲ့အချိန်မှာပရိသတ်တွေကို surprise တိုက်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်ချောင်းနှင်းနဲ့ချောင်းလာကြအောင်ရီစားတက်တန်းရှိခဲ့ကြတာပဲဖြစ်ပါရင်ဒီပတိုင်းကမှာတော့ဟင်းဝေရဟာဝိုင်းစုကန်သိန်းနဲ့အမျိုးမျိုးသတင်းထွက်ခဲ့ပေမဲ့ မိဘတွေရဲ့သဘောမတူညီမှုကြောင့်နှစ်ယောက်လမ်းခွဲခဲ့ရတယ်လို့သိထားရသလိုဒေဝရရဲ့မိဘတွေအနေနဲ့ကလည်းစုပြစ်ကိုဘိုင်းကောက်ကြောက်ဖြင့်မင်းသမီးနဲ့တွေ့မှသဘောတူတယ်လို့ဆိုလာခဲ့ပါတယ်။သမီးနဲ့သားနှစ်ယောက်လုံးဟာအေးအေးဆေးဆေးနေတတ်တဲ့သူတွေဖြစ်တဲ့ပြင်စုပြစ်လေးကလည်းလူကြီးမိဘတွေပေါ်မှာအတော်လေးယုံကြည်သူတယောက်ဖြစ်တာကြောင့်သားရဲ့အိမ်နာဘက်ကိုရွေးချယ်ဖြစ်တာလို့ဆိုပါတယ်။အဲဒါပြင်သူတို့ကိုယ်တိုင်ကသဘောတူထားတဲ့စုပြစ်တို့အိမ်နာရေးလေးလေးဒီချက်မကသားရဖြောင်ပြပြီးကလေးသုံးယောက်လောက်လည်းမွေးပေးစေချင်တယ်လို့ပြောလာခဲ့တာကြောင့် ရိတ်သက်ကြည့်လို့လေဆိုပြီးတော့တွေ့လေးတွေ့ဆူတောင်းပေးလိုက်ကြပါအောင်ရှင်